ီဗျူလေးကတော့ကျွန်တော်တို့အပတ်စဉ်ပြောနေတာဖြစ်တဲ့ iPhone တွေမှာပါတဲ့အသုံးဝင်တဲ့ test and trick တွေကျွန်တော်တို့ feature လေးတွေကိုပြောပြပေးမယ့် video ပဲဖြစ်ပါတယ်။အဲ့တော့ဒီ video မှာရောဘယ်လိုမျိုးအသုံးဝင်တဲ့ test and trick တွေ feature တွေပါမလဲဆိုတာကိုကျွန်တော်ရဲ့တူတူအဆုံးထိကြည့်လိုက်အောင်ပထမဆုံးတစ်ဆန် trick ကတော့ဒီ iPhone တွေမှာကျွန်တော်တို့ Wi-Fi ကို share မယ်ဆိုရင်လူတော်တော်များများကဒီ Wi-Fi ရဲ့ password ကိုပြပြီးတော့ share လေး share ထားရှိတယ်ပေါ့နော်အဲ့ဒါကြတော့ အခြားလူတွေကကြောင့်တိတ်ပြီးတော့ convenient မဖြစ်ဘူးဒီ password ယူတော့သလုံးချင်းစီလိုက်ပြီးရိုက်နေရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ Android ဖုန်းတွေမှာလို့ Wi-Fi QR scan လေးနဲ့အလွယ်တကူ share လုပ်ရတဲ့နည်းလမ်းလေး iPhone တွေမှာလည်းလုပ်လို့ရတယ်ဒါကိုဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်အခုပြောပြပေးမယ်ကျွန်တော်တို့ Wi-Fi QR code လေးကိုဘယ်လိုမျိုးလုပ်အောင်မလဲဆိုတော့ပထမဆုံးကျွန်တော် password add ထည့်ဝင်လိုက်မယ်နောက်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်တို့ဟို icon လေးအများကြီးတွေ့ရတယ်ပေါ့နော် all တို့ pass key တို့ code တို့ wifi တို့ကျွန်တော်က wifi QR code လုပ်မှာဆိုတော့ wifi နဲ့ဝင်မယ် ီးတော့ကို share ခြင်းနဲ့ wifi တစ်ခုလေးကိုဝင်လိုက်ပေါ့နော်အဲဒီမှာတော့ကျွန်တော်တစ်ခုစာပြီးဝင်ပြလိုက်မယ်ပြီးကြရင်ဒီမှာ show network qr code ဆိုတာတွေ့လိမ့်မယ်အားလေးကိုနှိပ်လိုက်အားဆိုရင်ကျွန်တော်တို့ wifi qr code လေးနဲ့လလကူကူ wifi နဲ့ share လို့ရမှာပဲဖြစ်ပါတယ်ဟာနောက်တစ်ခုကတော့ iphone တွေမှာကိုကြိုက်တဲ့ application ကိုကိုထားခြင်းနဲ့ပုံလေးနဲ့ icon pad လေးထားလို့ရတာရောမိတ်ဆွေတို့သိကြလားမတိသေးဘူးဆိုရင်အခုကျွန်တော်ပြောပြပေးပါတော့။ဒါလေးကလည်းတော်တော်လေးမှကလစ်လို့ကောင်းတယ်။ဒီ feature လေးကိုဘယ်လိုမျိုးသုံးရမလဲဆိုတော့ကျွန်တော်ပထမဆုံး shortcut ထည့်ဝင်မယ်။ ျောက်ကထဲဝင်ပွားရင် slide ရဲ့ဘေးမှာရှိတဲ့အပေါင်းလေးကိုနှိပ်မယ်ပေါ့နော် ပြီးကြရင်ကျွန်တော်တို့ဒီမှာ open app ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်နှိပ်ပွားရင် open vena မှာ app ဆိုတာလေးရှိတယ်ဒါလေးကိုနှိပ်လိုက်ပြီးရင်ကိုထားခြင်းတဲ့ application တစ်ခုခုပေါ့နော်အဲဒီမှာကျွန်တော် camera ကိုထားလိုက်မယ်နောက်ပြီးတော့ကျရင်ကျွန်တော်တို့အောက်ဖက်တောက်မှာရှိတဲ့ i ပုံစံလေးရှိရပါတော့အဲ icon လေးကိုတစ်ချက်လောက်နှိပ်လိုက်။နောက်ပြီးတော့ကျွန်တော်တို့ app to home screen ကိုနှိပ်လိုက်မယ်ပေါ့နော်။နှိပ်ပွားရင်ကျွန်တော်တို့ဒီမှာပုံလေးရှိတယ်။ဒီပုံလေးကိုနှိပ်လိုက်။နှိပ်လိုက်ပွားရင်ကျွန်တော်တို့ choose a photo ထဲမှာကိုကြိုက်တဲ့ပုံကိုထားလို့ရပြီ အဲဒီမှာတော့ကျွန်တော်ကကျွန်တော်ပုံတစ်ပုံထားလိုက်ပဲပေါ့နော်ခဏလေးစောင်း juice ကိုနှိပ် add ကိုနှိပ် down ကိုနှိပ်အားဆိုရင်တော့ရပြီပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ home screen မှာကိုထားခြင်းတဲ့ပုံလေးနဲ့ icon လေးတစ်ခုရောက်လာမှာပေါ့နော်ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်ဆိုရင်ခုနကရွေးထားခဲ့တဲ့ camera app ထဲကိုရောက်သွားမှာပါနောက်တစ်ခုကတော့ကိုကကိုယ့်ရဲ့ iphone ကိုတညာလုံးအားသွင်းထားတဲ့အကျင့်ရှိတယ်ပြီးကြတော့ဒီ iPhone ရဲ့ battery ကိုလည်းထိခိုက်မှာစိုးရဲဆိုရင်ကျွန်တော်အခုပြောမယ့် feature လေးကိုဖွင့်ထားလိုက်အဲဆိုရင်မိတ်ဆွေက mixy phone ကိုတညာလုံးအားသွင်းရင်တောင်မှ Galaxy Fold ရဲ့ battery pack ကိုထိခိုက်တော့မှာမဟုတ်ဘူးအဲ့တော့ဘယ် feature လေးကိုဘယ်လိုမျိုးဖွင့်ရမလဲဆိုတာကိုကျွန်တော်အခုပြောပြပေးမယ်ဒီ feature လေးကိုဘယ်လိုမျိုးသုံးရမလဲဆိုတော့ပထမဆုံးကျွန်တော်တို့ setting နဲ့ဝင်မယ်ပြီးကြတော့ကျွန်တော် battery တဲ့ကိုဝင်လိုက်မယ်နောက်ပြီးတော့ battery hand charging နဲ့ဝင်မယ်ပြီးကြတော့ဒီ automatic battery charging ဆိုတာလေးကိုတွေ့နေမှာပေါ့နော်အားလေး open လိုက်မယ်ဆိုရင်ကိုကညာလုံးပေါက်တညာလုံးအားသွင်းထားမယ်ဆိုရင်တော့မှာအား80ပါပဲဒီကောင်ကတ်ရလောက်ပြီးပါမှာ ဲ့တော့ကိုဖုန်းရဲ့ဘက်ထရီကထိခိုက်တော့မှာမဟုတ်ဘူးနောက်ထပ် feature လေးတစ်ခုကတော့လူတွေတော်တော်များများသိပြီးသားပါเนาะကျွန်တော်တို့ iPhone ရဲ့ဒီ job button ကိုကျွန်တော် double tap လုပ်လိုက်ရင်ကျွန်တော် flash မီးဖွင့်လာတာတို့ကျွန်တော် camera တဲ့ဝင်သွားတာတို့ဒီလိုမျိုးလုပ်လို့ရတယ်ပေါ့เนาะအာဒါလေးကိုဘယ်လိုလုပ်ရမလဲဆိုတာကိုမသိသေးတဲ့လူတွေအတွက်ကျွန်တော်ပြောပြပေးမယ်အဲ့တော့ကြည့်လိုက်အောင်ဒီ feature လေးကိုဘယ်လိုမျိုးသုံးရမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်ပြီးတော့ကျွန်တော် accessibility တဲ့ဝင်မယ်နောက်ပြီးတော့ audio ကိုနည်းနည်းဆွဲချပြီးတော့ touch တဲ့ဝင်မယ်ပေါ့เนาะ ီကြတော့ကျွန်တော်တို့အောက်ကိုဆွဲချပြီးတော့ hard tag ကိုနှိပ်မယ်ဒီမှာဆိုတပယ်တက်ပုံเนาะတပယ်တက်မှာကျွန်တော်က flash light ဖွင့်တာထားလိုက်မယ်ဒါဆိုတော့ရပြီအဲဆိုရင်တော့ကျွန်တော် iPhone ကိုဒီလိုမျိုးနှစ်ချက်ခောက်လိုက်တာနဲ့မီလီယာလင်းလာပါပါဒါကတော့ကျွန်တော် iPhone နေမှာပါတဲ့အသုံးဝင်တဲ့ feature လေးတွေတက်ဆန်ထွက်လေးကိုပြောပြပေးတာတော့အနောက်တစ်ပတ်မှာလည်းဒီလိုမျိုး iOS နဲ့ပတ်သက်တဲ့ feature လေးတွေတက်ဆန်ထွက်လေးတွေပြောပြပေးသွားမှာမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်ပြောရနေပဲအားလုံးကျေးဇူးတင်နေကျွန်တော်အောက်ခတ်ပါ